သမ္မတဒေါ်နယ်ထရမ့်ရဲ့အမျိုးသားလုံခြုံရေးအကြံပေးဟောင်းလဲဖြစ်ကုလသမဂ္ဂဆိုင်ရာအမေရိကန်သမ္မတကြီးဟောင်းလဲဖြစ်တဲ့ဂျွန်ဘောလ်တွန်ကိုအမေရိကန်ဆွေးအတရားရေးဌာနကမနေ့ဖြန်အောက်တိုဘာလ23ရက်နေ့မှာအစောဆုံးထားပြီးတရားစွဲဖို့များတယ်လို့ဒီကိစ္စနဲ့နှိဆက်သူတွေရဲ့ပြောဆိုချက်ကိုကိုးကားပြီးအမေရိကန်သတင်းတွေမှာရေးသားဖော်ပြကြပါတယ်။ဂျွန်ဘောလ်တွန်ဟာအရေးပါတဲ့လျှို့ဝှက်ဆာရွက်စာတမ်းတွေကိုအခွင့်မရှိဘဲသူ့အိမ်မှာယူဆောင်ထားမှုနဲ့ပြည်ထောင်စုအစိုးရရဲ့စုံစမ်းစစ်ဆေးခြင်းခံနေရတာဖြစ်ပါတယ်။သူ့ရဲ့မယ်ရီလန်းပြည်နယ်ကအိမ်နဲ့ ဝါရှင်တန်ဒီစီမှာရှိတဲ့ရုံးတို့ကို ပြည်တော်စုစုံစမ်းရေးဘျူရို FBI ကပြီးခဲ့တဲ့ဩဂုတ်လအတွင်းဝင်ရောက်စစ်ဆေးရှာဖွေစဉ် classify လေးဝက်အထောက်ထားလို့သတ်မှတ်ထားတဲ့စာရစာတမ်းတွေတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။သူ့ရဲ့ AOL email account ကို ရန်သူနိုင်ငံသားတွေကအသုံးပြုနေတယ်ဆိုတာကို သိရှိသွားရကသမရဘိုင်ဒန်အစိုးရလက်ထက်မှာကလေးကသူ့အပေါ်စုံစမ်းစစ်ဆေးမှုတွေစတင်နေခဲ့တာလို့ဆိုပါတယ်။ဒါပေမဲ့ John Bolton ကသမရ Trump ရဲ့ policy တွေကို သတင်းမီဒီယာတွေမှာမကြာခဏဝေဖန်ပြောဆိုနေတာကြောင့်သူ့ကိုသမ္မတထရန့်ကမနစ်မြို့ကြောင်းမကြာခဏပြောဆိုပြီးရန်သူအဖြစ်သတ်မှတ်ခံထားရတာပါသူ့ကိုတကယ်ဆွဲချက်တင်ပြမယ်ဆိုရင်တော့သူဟာသမ္မတထရန့်ကနိုင်ငံရေးရန်သူလို့သတ်မှတ်ထားသူတွေက၃ဦးမြောက်ဆွဲချက်တင်ခံရသူဖြစ်လာမှာပါကြံတယောက်ကတော့ FBI ညွှန်ကြားရေးမှူးဟောင်း James Comey နဲ့ New York ပြည်နယ်ရှေ့နေချုပ် Latisha James တို့ဖြစ်ကြပါတယ်ခင်ဗျကျွန်တော်ဇော်ဝင်လိုက်ပါ